မင်္ဂလာပါခင်ဗျာဆရာကြီးမြတ်တန်းတင်ဘာသာပြန်တဲ့လေလွင့်သူဝိတ္ထုအခန်း23ကိုတင်ဆက်ပေးလိုက်ပါတယ်တယ်လီဖုန်းကိုပြောနေတော့အဖေတို့အမေတို့ရောက်လာမလားဆိုပြီးလန့်နေလို့တယ်လီဖုန်းကိုတော့ရဲရဲမပြောရဲဘူးဒါပေမဲ့ရောက်မလာလို့တော်သေးတာပေါ့ဆရာအန်တိုနီလီကလည်းကောင်းရှာပါတယ်သူ့စီကိုလာခြင်းရင် လာနိုင်တယ်တဲ့ ရှာတို့လင်မယားဟာအိပ်ပျော်နေကြပြီထင်တယ်တော်တော်ကြီးကြာမှတယ်လီဖုန်းကိုကောက်ကင်တယ်ပထမဆုံးကျွန်တော်မှာဘာပြဿနာဖြစ်နေလဲလို့သူကမေးတယ်ကျွန်တော်ကဘာမှမဖြစ်ပါဘူးလို့ပြောလိုက်တယ်ကျွန်တော်ဆံမွေးဝဲကြလာခဲ့ပြီလို့ပြောလိုက်တော့ဖះရည်လို့သူអော်လိုက်တယ်ရှာကရည်စရာမောစရာလဲပြောတတ်တယ်လीသူ့စီကိုလာခြင်းရဲ့လာနိုင်တယ်လို့လဲပြောတယ် ဆရာတွေထဲမှာဆရာအန်တိုလီနီဟာအတော်ဆုံးပဲလို့ကျွန်တော်ထင်တယ်။အသက်ကလည်းတိတ်မကြီးသေးဘူး။ကျွန်တော်အကူဒီဗီလောက်ပဲရှိအောင်မယ်။လူကလည်းလူကျော်ဆရာနဲ့ဘလောက်ပဲရင်းရင်းနီးနီးပေါင်ပေါင်ဆရာဟာခါတိုင်းလူပဲအကြည်ညိုပြက်ဆရာဆိုလို့တကွက်မှမရှိဘူး။စောစောကပြောခဲ့တဲ့ဗရင်ပေါက်ကခုံချလို့တေသွားတဲ့ကာဆယ်ဆိုတဲ့ကောင်လေးရှိတယ်မဟုတ်လား အဲ့ဒီတော့ငါဘယ်သူမှအနားမကပ်ရဲကြဘူးကာဆယ်ကိုပထမဆုံးသွားပွေတာဆရာသွားပွေတာဆရာကကာဆယ်ကိုသွေးဆန်းကြည့်လိုက်တယ်ပြီးတော့သူ့ကိုအင်းကြီးကိုချုပ်ကာဆယ်ပေါ်မှာခြုံပေးပြီးကာဆယ်ကိုဆေးရုံကိုပွေလာတယ်သူ့ကိုအင်းကြီးသွေးတွေပေနေတာတွေဘာတွေကိုမယူမဆိုင်ဘူးဒီဘီရဲ့အခန်းထဲကို ပြန်ဝင်လာတော့ဖီဖီကရေဒီယိုဖွင့်နေတယ် တချင်းကအကတချင်းအိမ်ပေါ်မိမကြီးကြားမှာဆိုလို့အဆုံးကိုတိုးလိုက်တယ်ထိုင်းနေပုံလဲကြည်အောင်လေဂရင်အလဲကောင်တဲ့တဲ့မှာယောဂကျင့်တဲ့လူများလို့တင်းမြင်ခွေပြီးအကြထိုင်လို့ဗျတချင်းနားထောင်နေတယ်တော်တော်လာတဲ့ကောင်မလေးလာကမလားလို့ကျွန်တော်ကမေးတယ်သူငငယ်လေးတဲ့ကကျွန်တော်ကအကတင်ပေးခဲ့ပြီးသားလေအမေအကအကောင်းတယ်ခမရ အမှန်ကတော့ကျွန်တော်တင်ပေးတာကသဘောလောက်ရယ်ဇန်နာရီကတော့သူ့ဘာသာကတ်တတ်သွားတာတကယ်ကားရဖို့ဆိုတာတင်ပေးလို့ရတာမျိုးမှမဟုတ်တာဗျာကိုကိုကဖနှက်ကြီးနဲ့ချွတ်ကမှာပေါ့လာဖီဘီဟာအဲ့ရဘော်ကခုံဆင်းလာတယ်ကျွန်တော်ကဖနှက်ချွတ်ပြီးသူနဲ့ကတယ်အကကောင်းတဲ့ကိုလူကြီးအမှန်ကတော့ကလေးနေနဲ့တွဲကတာကိုကျွန်တော်တိတ်မကြိုက်ဘူး ဘယ်နဲ့ဗျာလူကြီးနဲ့ကလေးတွဲကနေတာဘယ်မှာကြည့်လို့ကောင်းပါမလဲပျော်ပွဲစားရုံတို့ဘာတို့မှပါလာတဲ့ကလေးတွေနဲ့တွဲကနေတဲ့လူကြီးတွေကိုမြင်မှုတယ်မဟုတ်လားကလေးတွေရဲ့ဂါဝင်ကိုတက်နေမိရောဒီတော့ကရတဲ့ကလေးတွေကိုယုတ်ကရတွေဖြစ်ကုန်တာပေါ့ကျွန်တော်လဲလူမြင်ငွင်းမှာဆိုရင်ဖီဘီနဲ့မကပါဘူးခုတော့သူကကတ်ရလို့သူနဲ့တွဲကြတာပါမောင်နှမနှစ်ယောက်တည်းအိမ်မှာဆော့တဲ့သဘောပေါ့ ဖီဖီကလည်းကောင်းကောင်းကတ်တတ်တယ်ဘယ်လိုကကျင်တယ်လဲပူကပ်ပြီးကကျင်သလားရတယ်ကိုချရောက်ကရှင်နေပေမဲ့ကိစ္စမရှိဘူး तू လိုက်နိုင်တယ်ကိုနဲ့အတူလိုက်လာနိုင်တယ်စိတ်စိတ်ကကျင်သလားကျဲကျဲကကျင်သလားจิตတာဘတ်ကကျင်သလားအကုန်ရတယ်ခမားကသလိုလိုက်ကနိုင်တယ်တန်ကိုကကျင်ရင်တော့ရသေးတယ်နားနေတော့မှသူ့ပုံကိုကြည့်ရတာရေရတယ်ဗျာ တကယ်ကကြည်တယ်ကြီးများလို့ခတ်တီတီရက်လို့ဗျစကားတော်မပြောဘူးနှစ်ယောက်သားကိုနေရာမှာကိုရက်နေကြပြီးတီးလုံးစားရနဲ့တပြိုင်နဲ့ကတော့တာပဲရည်တော့မရည်နဲ့ဗျတချင်းလေးပုတ်လောက်ကပြီးတော့ရေဒီယိုကိုပိတ်လိုက်ကြတယ်ဖီဖီကဂရင်းမော်ခုံတက်ပြီးဆောင်းချုံထားရင်ကဘယ်နဲ့လဲညီမလေးကတာပိုကောင်းမလာဘူးလားတိတ်ကောင်း ျွန်တော်ကဂရင်ဇုံးမှာထိုင်လိုက်တယ်စီးကရက်တောက်တာများတော့ကျွန်တော်မောနေတယ်စကားတော်ကောင်းကောင်းမပြောနိုင်ဘူးသူကတော့ဘာမှမဖြစ်ဘူးဗျကိုကိုညီမလေးနှစ်ခုကိုစမ်းကြည့်စမ်းလို့ရုတ်တရက်ပြောလိုက်တယ်ဘာဖြစ်လို့လဲစမ်းတာကြည့်စမ်းပါကိုကိုရကျွန်တော်စမ်းကြည့်တယ်ဘာမှမထူးပါဘူးဖြားတယ်လို့ပူရှိန်ရှိန်ဖြစ်မလာဘူးလား ဟင်းမဖြစ်ပါဘူးဘာဖြစ်လို့လဲဖျားကျင်လို့လားဖျားကြည့်မလို့စမ်းကြည့်စမ်းပါဦးစမ်းကြည့်တော့ဘာမှမထူးပါဘူးဒါပေမဲ့ကျွန်တော်သူကျင်납ပါစီတော့ဆိုတဲ့သဘောနဲ့အေးနည်းနည်းပူရှိန်ရှိန်ဖြစ်နေသလားတော့မသိဘူးလို့ပြောလိုက်တယ်ဟုတ်တယ်ညီမလေးဖျားကြည့်တာဗလားတိုင်းနဲ့တိုင်းလိုက်ရင်တပြေးပြေးပူလာအောင်ညီမလေးလှုပ်တတ်တယ် ကြံကြီးစီရကွယ်ပူအောင်လုံနိုင်တယ်လို့ဘသူကပြောတယ်လဲအဲလစ်ကလုံပြတယ်မယုံရင်စမ်းကြည့်လေကိုကိုခြေတော့ကိုတမြင်ခွေထိုင်ပြီးအသက်ကိုအောင့်ထားပြီးတော့တိတ်ပူရာတွေကိုစဉ်းစားအပူငွေ့ပေးထားတဲ့တစ်တာတို့ဘာတို့ကိုအယုံဆိုင်အဲ့ဒီအခါမှာကိုကိုနဘူးဟာပူလာလိမ့်မယ်ပူရာမတခြားလူလာကရင်လက်တောင်လောင်ကျန်းသွားအောင်ပူနိုင်တယ် ။ဟားရတယ်ဗျာကျွန်တော်ကလည်းပူလို့အလန့်တကြားဖြစ်သွားတဲ့ဟန်မျိုးနဲ့သူ့နဖူးပေါ်မှာတင်ထားတဲ့လက်ကို ဖြတ်ခနဲယုတ်လိုက်တယ်။ပညာတွေတိုးလို့ကျေးဇူးတင်ပါတယ်ဗျာ။ဒါကိုကိုလက်ကိုပူအောင်မလုပ်ရသေးဘူး။ညီမလေးကကိုကိုလက်တင်တာနဲ့တပြိုင်နက်အာယုံကိုယက်လိုက်တာ။ဘာမှမဖြစ်တော့ပါဘူး။ရှူးရှူး။ဆိုပြီးညီမလေးဟာဂရင်ဘော်ကထထိုင်လိုက်တယ်။ ကျွန်တော်ကလည်းကြောက်ကြောက်လန့်လန့်နဲ့ဘာလဲဘာလဲလို့မေးလိုက်တယ်အိမ်ရှိကတကားဖွင့်နိုင်ကြတယ်ဖေဖေတို့မေမေတို့ပြန်လာပြီထင်တယ်ကျွန်တော်လည်းစပွဲစီကိုထပြေးပြီးမိအိမ်ကိုညှိမ့်လိုက်တယ်စစ်ကရက်ကိုလည်းဖနက်နဲ့ထိုးချေညှိမ့်လိုက်ပြီးအိတ်ကတ်ထဲထည့်တယ်ပြီးတော့ဆက်လက်ငွေတွေလွင့်ကုန်အောင်ဆောင်နဲ့လိုက်ခတ်ပစ်တယ်အမှန်ကတော့ကျွန်တော်ဆက်လက်တောက်ဖို့တော့မကောင်းဘူး ဖနက်ကောက်စုပြီးအိမ်သာရဲဝင် တကားပိတ်ထားလိုက်တယ်ကိုလူရဲ့ကျွန်တော်နှလုံးတွေတုံသလားမမင်းနဲ့အခန်းထဲဝင်လာတဲ့မမေ့အတန်ကြားရတယ်ဖီဖီမအိပ်သေးဘူးလားအခန်းထဲမှာစောစောကမိကြီးလင်းလို့ပါလားဟုတ်တယ်မမေ့အိပ်လို့မရသေးလို့ဘယ်နဲ့လဲမမေ့အခန်းဘွဲမှာပြောရက်လား ပြောပါရဲအေးလို့မေမေကပြောတယ်ဒါပေမဲ့မေမေအလိုက်တင် ပြောမှန်းကျွန်တော်သိပါတယ်မေမေကအပြင်းတို့ဘာလို့ထွက်ရတာကိုတိတ်ပြောတတ်တာမှမဟုတ်တာဘာဖြစ်လို့မအိတ်သေးတာလဲချမ်းလို့လားတိတ်တော့မချမ်းပါဘူးအိတ်လို့မရလို့ပါဒီမှာအခန်းထဲမှာဆဲလိတို့ဘာလို့တောက်တလားဟင် မမှန်ပြောတော့မမပါမေမေပြောတာမကြားဘူးလား တစ်ဆက်ကန်းလောက်ဖြာကြည့်တာပါမေမေတဖွာရဲပါပြီးတော့ brain box ကလွင့်ပြလိုက်ပါပြီပြောစမ်းပါဦးဘာဖြစ်လို့တောက်ရတာလဲအဲ့မပြောလို့ပါမကြိုက်ဘူးနော်ဒါမျိုးတွေမကြိုက်ဘူးနောက်သတိထားပါစောင်းယူမလားမလိုပါဘူးမေမေ good night ညီမလေးဟာမေမေမြန်မြန်ထွက်တော့အောင်လုပ်နေတာဗျာ ရုပ်ရှင်ငါကောကောင်းရဲ့လားကောင်းတော့ကောင်းပါတယ်ဒါပေမဲ့အဲလစ်ရဲ့အမေကြီးကတိတ်ရှုပ်တာပဲတစ်ချိန်လုံးသူ့သမီးနေကောင်းရဲ့လားနဲ့တမေးတယ်မေးနေတယ်အပြန်ကြတော့သမီးတို့တက္ကစီနဲ့ပြန်ခဲ့ကြတယ်မန်းစန်းနဖူးသမီးအေးအေးမမိပါဘူးအဲလစ်လည်းဘာမှဖြစ်တာမဟုတ်ပါဘူးသူ့အမေကြီးကအဖြစ်သေးနေတာပါ ကဲကဲအဲ့တော့သမင်းရောစားလို့ကောင်းရဲ့လားသမင်းကတော့ဆန်ပဲဘာဆန်လဲဒီစကလုံးကို သုံးမြန်မလားမသုံးပါနဲ့လို့ဖေဖေခဏခဏပြောတာမမှတ်မိဘူးလားဘာဖြစ်လို့ဆန်ရမှာလဲသိုးသားရောရှိတယ်မဟုတ်လားငါကိုယ်တိုင်လက်စီတန်ဈေးသွားပြီးတော့သိုးသားကျော်ကတော့ကောင်းပါတယ်ဒါပေမဲ့ဟင်းတပွဲချပေးတဲ့အိမ်ကအဖွားကြီးကတဇူဇူနဲ့ အလကားပြစ်တော့ပြစ်တော့လုံနေတာပဲကဲကဲအဲ့တော့မမေကိုတစ်ချက်လောက်မွှဲအောင်ဖရားတို့ဘာလို့ရှိခိုးပြီးပလားပြီးပါပြီ good night good night အဲ့တော့နော်မမေလည်းခေါင်းကိုက်လို့ဟုတ်တယ်ဗျအမေကခေါင်းကိုက်တတ်တယ်မကြာခဏပဲ explain နည်းနည်းတောက်လိုက်ပါလားကိုကိုလည်းဗုဒ္ဓဟူးနေဆိုရင်ပြန်ရောက်မှာနော် အေးရောက်မယ်လို့ပြောတာပဲကဲကဲဆောင်းချုံအဲ့တော့မိမိအခန်းပြင်ဘက်ကိုထွက်သွားပြီးတကားပိတ်တန်ကြားလိုက်ရတယ်ကျွန်တော်2မိနစ်လောက်စောင့်နေတယ်အင်းသာတကားကိုဖွင့်လိုက်တော့ကျွန်တော်ကိုပြောဖို့အနာကပ်လာတဲ့ညီမလေးနဲ့လူချင်းတိုက်မိကြတယ်အခန်းကမှောင်နေတာကိုကျွန်တော်ကလေတန်လေးနဲ့ညီမလေးနာသွားလားလို့မေးတယ် ိုကိုလက်မဖြစ်မှာလို့ပြောပြီးဂရင်းစောမှာဝင်ထိုင်ရင်းဖနှက်စည်းတယ်ဟုတ်တယ်မြန်မြန်လက်မကျွန်တော်ရင်တွေခုန်နေတယ်ဗျာဒါကိုတော့ဝင်ခံပါတယ်ခုမသွားနဲ့အောင်လေအိပ်ပျော်အောင်ဆောင်းအောင်မှာပေါ့မဖြစ်ဘူးခုသွားမှာဖြစ်မှာဒီချိန်အကောင်းဆုံးပဲမမေကအိမ်သာဝင်မယ်ဖေဖေကတည်င်းတို့ဘာတို့နားထောင်မယ်ခုသွားမယ် ဖနာကျိုးကိုကြီးနေပေမဲ့အပေါက်ထိုးလို့မရဘူးကျွန်တော်အရန်လန့်နေတယ်ဗျာအိမ်ရောက်နေတာတိသွားရင်တတ်တော့တတ်မပြစ်ဘူးပေါ့ဒါပေမဲ့မကောင်းဘူးပေါ့တိတ်မှောင်နေတော့ဘာကိုမှမမြင်ရဘူးညီမလေးဘယ်ကလဲဒီမလေးလို့ကျွန်တော်ကိုပြောတယ်အဆက်တတ်တော့ကျွန်တော်ဘေးမှာရင်ရက်နေတာဗျဒါပေမဲ့ကျွန်တော်မမြင်မိဘူး ကိုကိုလက်ဆွဲအိတ်ဘူတာယုံမှာထားပစ်ခဲ့တယ်ဒီမှာညီမလေးညီမလေးမှာပက်ဆံဘလောက်ရှိသလဲကိုကိုမှာတပြားမှမရှိတော့ဘူးနာတာလူပွဲတော့သုံးဖို့ဆုထားတဲ့ပက်ဆံတော့ရှိတယ်ညီမလေးဘာမှတော့မသုံးဘူးဟုတ်လားလို့ပြောလိုက်တယ်နာတာလူပွဲတော့အတွက် तू မစားရက်ပဲဆုထားတဲ့ပက်ဆံလေးကိုကျွန်တော်မလိုချင်ဘူးလေကိုကိုနည်းနည်းယူသွားမလား နာတာလူပွဲတော်ဖို့ထားတဲ့ပက်ဆံကိုမယူခြင်းဘူးကွာနည်းနည်းတော့ချိလိုက်မယ်လေလို့ပြောပြီးစပွဲအန်ဇွဲကိုဖွင့်တန်ကြားရတယ်အန်ဇွဲထဲမှာရှောက်ဆန်းနေတဲ့အတန်ကိုလည်းကြားရတယ်တိတ်မောင်နေတော့ဘာမှ မမြင်ရဘူးလေကိုကိုတော့ရင်တော့ចောင်းကပွဲမှာညီမလေးကတာကြည့်ရတော့မှမဟုတ်ဘူးနော်လို့ပြောတယ်အရေးကမှသူ့စကားကရည်စရာကောင်းနေတယ် ြည့်ရမှာပါကိုကိုကအเจ้าကပွဲပြီးချိန်လောက်မှသွားမှာပါကိုကိုကြည့်စေချင်တယ်မဟုတ်လားဒီအတွင်းမှာကိုကိုကဆရာအန်တိုလီနီရဲ့အိမ်မှာရှိနေမှာအင်္ဂါနေ့လောက်အထိရှိမယ်ဗုဒ္ဓနေ့ကျတော့ပြန်လာမယ်မပြန်ခင်ညီမလေးစီကိုကိုကိုဖုံးဆက်အောင်မှာပေါ့ရော့ပိုက်ဆန်ကျွန်တော်ကိုလှမ်းပေးနေပေမဲ့လက်ကိုဆမ်းလို့မရပဲဖြစ်နေတယ်ပမာလဲ ပက်ဆန်ကိုကျွန်တော်လက်ထဲထည့်လိုက်တယ်ဟာဒီလောက်အများကြီးမလိုပါဘူးကွ2ဒေါ်လာလောက်ဆိုရင်ရပါတယ်တကယ်ပြောတာပါယော့ကျွန်တော်ကပြန်ပေးတယ်ဒါပေမဲ့သူကလက်မခံဘူးဗျယူသွားပါနောက်ကြမှပြန်ပေးပေါ့ပြက်ဆက်ကြတော့ယူလာခဲ့ပေါ့ဘလောက်လဲ7ဒေါ်လာနဲ့85စင်ဘာဖြစ်လို့လဲမသိဘူးကျွန်တော်ငိုလိုက်မိတယ် အမှန်ကတော့တခြားလူတွေကြားနိုင်တယ်မငိုသင့်ဘူးဒါပေမဲ့ဘယ်လိုငိုခြင်းလာမှမသိဘူးဗျာကျွန်တော်ငိုတော့ညမလေးလဲလန့်သွားတယ်ကျွန်တော်အနားရောက်လာပြီးမငိုဘူးပြောတယ်ဒါပေမဲ့ခက်သားပဲငိုရဲဆိုတာငိုခြင်းလို့ငိုတာငိုမိပြီဆိုရင်ရက်ဖို့ခက်သားပဲကျွန်တော်ကဂရင်စုံးမှာထိုင်ရင်းငိုနေတော့ညမလေးကကျွန်တော်လဲပင်ကိုလာဖက်တယ် ဒါပေမဲ့ချုပ်တီးလို့မရဘူးဗျာကျွန်တော်ရင်ထဲမှာကြက်ပြီးတေးသွားမယ်လို့တောင်ထင်မိတယ်ကိုလူကြီးကျွန်တော်ငိုတော့ညီမလေးလဲတိတ်ကြောက်သွားတာပေါ့တော့ရေးထဲမှာပရင်ပေါက်ကပွင့်နေတော့ညဝိအင်းကြီးပါပါလေးဝတ်ထားတဲ့ညီမလေးဟာချမ်းလွန်းလို့ခိုက်ခိုက်တုံးနေတယ်ကျွန်တော်ကသူ့ကိုအိတ်ဖို့ပြောပေမဲ့မရဘူးနောက်ဆုံးတော့ကျွန်တော်အငိုတိတ်သွားတယ်တော်တော်ကြီးကိုကြာမှအငိုတိတ်သွားတာဗျာ ပြီးတော့ကိုရင်းကြီးကိုကြည်တိတတ်တယ်သူနဲ့အဆက်အသွယ်လုပ်မယ်လို့လည်းပြောလိုက်တယ်အဲ့ချင်းရင်သူ့ခန်းမှာအိတ်လို့တော့ပြောပါသေးရဲ့သို့တော့ကျွန်တော်မအိတ်တော့ဘူးလေပြန်မယ်ဆရာအန်တိုလီနီတို့စောင့်နေလိမ့်မယ်လို့ပြောလိုက်တယ်ပြီးတော့ကျွန်တော်ကိုရင်းကြီးအိတ်ထဲကဒေါ်လိုက်အုတ်ထုတ်ကလေးကိုထုတ်ပြီးသူ့ကိုပေးလိုက်တယ်သူကဒီလိုအုတ်ထုတ်လေးတွေကိုသဘောကျတတ်တယ်မဟုတ်လား သူကမယူခြင်းဘူးကျွန်တော်ကလည်းအတင်းပေးတယ်ဒီအုတ်ထုပ်မျိုးလေးသာဆိုရင်အိမ်မာတော်ချွတ်မှာမဟုတ်ဘူးဒီလိုအုတ်ထုပ်မျိုးဆိုရင် तू အယမ်းကြိုက်တာအချိန်နေကောင်းရင်တယ်လီဖုန်းဆက်မယ်လို့ပြောပြီးကျွန်တော်လည်းထွက်လာခဲ့တယ်ဘာဖြစ်လို့လဲမသိဘူးအိမ်ထဲဝင်ရတာထက်အိမ်ပြင်ကို ထွက်ရတာကတိတ်လွယ်တယ်ခုချိန်မှာကျွန်တော်ကိုဘယ်သူမှမိမိအရေးမကြီးတော့ဘူးလို့ကျွန်တော်ထင်လို့လားမသိဘူး မိတော့လဲဘာဖြစ်တယ်လဲမိပေါ့အမိတော်ခံလိုက်ခြင်းသေးတယ်တက်လေကားကိုမစီးတော့ပဲရိုးရိုးလေကားအတိုင်းဆင်းလာခဲ့တယ်နောက်ဖေးလေကားကဆင်းတာလမ်းမှာအမိုက်ဘုံတွေကိုဝင်တိုက်တာကံကောင်းလို့ဘုံမကြိုးတယ်ဒါပေမဲ့ဘာမှမဖြစ်ပါဘူးကျွန်တော်ကိုတက်လေကားမောင်းတဲ့ငနေလည်းမတွေ့ဘူး this day no အိမ်မှာရောက်နေပြီလို့ထင်ပါပေါ့